မင်္ဂလာဦးမှာဖုန်ကြီးကြောင်တွင်ရွှေခွက်နဲ့ရွှေမုံငွေမူရွာခဲလို့လူပြောများနေတဲ့ပိုင်းနဂွန်တို့ဇနီးမောင်နဲ့အားလုံးပဲမင်္ဂလာပါချင်း Famous Celly News မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျုံဆောင်မင်းသားပိုင်းနဂွန်နဲ့ဇနီးတဲ့လင်းမြဖြူတို့ကတော့အတိတ်ပဲရှိတဲ့မင်္ဂလာပွဲကုန်ဆင်နွှဲနေပါတယ်။အခုဆိုရင်တရုတ်ဆောင်မင်းသားပိုင်တကွန်နဲ့လင်းမြဖြူတို့ဟာဘုံကြီးချောင်းမှာရွှေခွက်တွေနဲ့အတူရွှေမုံငွေမုံချဲချကအလူကြီးပေးခဲ့တာကြောင့်လူပြောများနေတာဖြစ်ပါနေ အားလုံးသိကြတဲ့အတိုင်းယခုခါမှာတော့နမဲကြီးတထင်းတွေထိတ်တန်းခရိုနီတထင်းတွေဟာအပြိုင်ဆိုင်မင်္ဂလာပွဲကိုကျင်းပနေကြတာဖြစ်ပါတယ်။ကျင်းပတဲ့နေရာမှာလည်းမြမငွေသိန်းပေါင်းတောင်းချီကုန်ချခံကကျင်းပကြတာဖြစ်ပါတယ်။ဒါပြင်တံပိုးချင်းလက်ဝတ်ယန္တနာတွေရွှေသားစနစ်လှုပ်ထားတဲ့မင်္ဂလာဝတ်စုံတွေစသည်ဖြင့်စုံလို့ပါ။ အထူးသဖြင့်နမဲကြီးထိတ်တန်းတထင်းတွေဟာနီလန်းပေါင်းစုံနဲ့သူတို့ဟာဘလောက်ထိကျွဲဝချမ်းသာကြောင်းဘလောက်ထိစီးစိမ်ချမ်းသာကိုပိုင်ဆိုင်ထားကြောင်းကြွားလုံးထုတ်ကြတာပဲဖြစ်ပါတယ်ဝင်းမုံရွှေရီတောင်ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲကအကယ်ဒမီပေးပွဲမှာကမ္ဘာစည်းကြီးဆုံးချက်သိန်း၃သိန်းကျော်တန်းကြောင်စိမ့်လေဆွဲကိုဆင်မြန်းခဲ့ပါသေးတယ်။ဒါပေမဲ့လည်းဒါရီဟာမြန်မာနိုင်ငံကလူတွေရဲ့လက်ရှိအခြေအနေနဲ့ကင်းခွာနေတယ်လို့ဆိုရမှာပါ။ အလုံးသိကြတဲ့အတိုင်းခုလက်ရှိမြန်မာနိုင်ငံမှာလူတွေဟာကုန်စည်နှုန်းကြီးမြင့်ပြီးလူတွေချက်တဲနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းထိတ်တန်းတထေးကြီးတွေကတော့ချမ်းသာကြွယ်ဝမှုကိုဖော်ပြကလူဒန်းစားကွာခြားမှုကိုဖော်ပြနေသလိုပါပဲ။ ဒါကြောင့်လည်းပိုင်းတကွဟာထိတ်တန်းမင်းသားပိုင်းတကွနဲ့ချစ်သူ စီးပွားရေးလုပ်ငန်းရှင်တထိန်မကြီးလင်းမြဖြူတို့ရဲ့စီးဆက်မင်္ဂလာပွဲလေးကိုရိုးရှင်းစွာနဲ့ပဲပြုလုပ်ခဲ့တယ်လို့အခုမင်္ဂလာလက်မှတ်ထိုးပွဲကိုလည်းဂုံပကသနမပါပဲရိုးရှင်းစွာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပိုင်းတကွနဲ့ချစ်သူလင်းမြဖြူတို့ဟာမင်္ဂလာလက်မှတ်ထိုးပွဲကိုဘယ်လိုကျင်းပမလဲ။ဘယ်မှာဆိုတာမီဒီယာတွေကိုအတိမပေးခဲ့ပါဘူး။ မင်္ဂလာလက်မှတ်ထိုးပွဲကိုလင်းမြဖြူရင်းရဲ့အိမ်ပေါ်မှာရိုးရိုးရှင်းရှင်းကျင်းပခဲ့တာပဲဖြစ်ပါတယ်အခုလေပိုင်ဒဂွန်ရဲ့လင်းမြဖြူလိုဇနီးမောင်နှံတို့ဟာသူတို့နှစ်ယောက်ရဲ့မင်္ဂလာဆွမ်းချွေးလူကိုတတကားကြောင်းတိုက်မှာပြုတ်လုခဲ့တာဖြစ်ပါနေ။အဆိုပါမင်္ဂလာဆွမ်းချွေးခန်းသားမှာလည်းပိုင်ဒဂွန်ရဲ့လင်းမြဖြူတို့ဟာဂုံပကာသနာအဖိုးတန်လက်ဝင်ရတနာတွေမပါဘဲယူရှင်းစွာနဲ့ဝတ်ဆင်ကမင်္ဂလာဦးဆွမ်းချွေးအလူကိုလှူဒန်းခဲ့ကြတာပါ။ ဒါပြင်ပိုင်တကွနဲ့လင်းမြဖြူတို့ဟာတည်တကားဆရာတော်ကိုစွန်ဘောစင်လူကန့်လူခဲ့ပါတယ်။အခုလိုဂုံပကာသနာမပါဘဲပိုင်ဆိုင်မှုကိုကြွားလုံးမထုတ်ဘဲလှူဒန်းနိုင်ခဲ့တာကြောင့်လည်းပြိသက်တွေကပိုင်တကွတို့ဇနီးမောင်နှံစုံထွဲလေးကိုချီးကျူးနေကြတာဖြစ်ပါတယ်။ပိုင်ကုန်းတို့ဇနီးမောင်နှံတို့ကတော့လိုအပ်တဲ့နေရာတွေမှာလေလှူဒန်းသွားအောင်ပဲလို့သိရတာပါ။ ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောပိုင်တခွင်ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်ရှိရင်မှတ်ချက်ပေးသွားကြပါအောင်ရှင်။